အားလုံးကမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရဲ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်အခုတခုမေးချင်တာပေါ့လေအခုအပ်ပါလဲဆိုတော့ဒီယာတီမာအထက်ထအတွက်ကလပ်အသင်းကလုံလောက်တဲ့ပံ့ပိုးမှုတွေအများကြီးပြုလုပ်ပေးထားတဲ့အချိန်မှာဒီလိုမီကယ်အာတီတာကိုယာတီကုံမာအာဆင်လိုချင်နေတဲ့စူဖလာတွေကိုရယူပေးနိုင်ခြင်းမရှိရင်အာဆင်ပြင်းသိတဲ့ကအထက်ထထွက်တဲ့ ထွက်ခွာတင်တယ်အာဆယ်ကထုတ်တင်တယ်လို့ပြောထားမှာမီကယ်အာထီတာတယောက်ထွက်နိုင်လားထုတ်ခံရနိုင်လားနောက်တစ်ခုကရောထွက်မယ်လို့ထင်လားတကယ်လို့ဒီယာဒီမာဆူပလာရီမရခဲ့ဘူးဆိုရင်အခုတော့ကဗျာအာဆယ်က the most likely ကတော့ဆူပလာတစ်ခုခုတော့ရလိမ့်မယ်ဒီယာဒီကကာရာဘောင်းကလည်းဖြစ်နိုင်သလို FA ကလည်းဖြစ်နိုင်သလိုကျွန်တော်တို့ပေးသက်တွေအများမျှော်ချင်းနေတဲ့ big trophy တွေဖြစ်တဲ့ champion league တို့ premier league တို့လည်းဖြစ်နိုင်တယ် တခုမတခုတော့အာဆယ်အတွက်ချမ်းရှိတယ်ဒါပေမဲ့မီကဲအာတီတာပို့ကိုโอเคဟိုတနေ့ကအာလန်ရှီယာကပြောလိုက်တဲ့ပေါက်ကက်ထဲမှာဗာပြောလဲဆိုအာတီတာ၃နှစ်ဆက်တိုက်ဒုတိယရတယ်ဒါပေမဲ့ကလပ်ကသူ့ကိုလုံလောက်တဲ့ပတ်ပုံးမှုတွေကိုရီးရပိုင်းရီးရပိုင်းရီးရပိုင်းတိုးတိုးပြီးတော့ပို့ပြီးတော့ထောက်ပံ့ပေးထားတယ်အဲ့ချက်ကမီကဲအာတီတာအနေနဲ့ဖက်ကွာဒီယိုလာပိုင်ဆိုင်ခဲ့တဲ့ squad ပုံစံမျိုးဖြစ်လာတဲ့အတွက်ကြောင့်တေချာပေါက်အာစနယ်တင်းကချန်ပီယံဖြစ်တဲ့နေဒီဟာဒီမှာသူသာချန်ပီယံမဖြစ်ရင် မီကယ်အာတီတာအသင်းကအာဆနယ်အသင်းနဲ့လမ်းခွဲတဲ့နဲ့အာဆနယ်ကလည်းအာတီတာနေရာမှာဖလားရနိုင်မဲ့နီးတရားတယောက်ကိုအစားထိုးတဲ့နဲ့ဒုတိယနေရာကဒီယာဒီနဲ့မှာတော့အာဆနယ်တို့ကမလုံလောက်တော့ဘူးလို့အလန်ရှီယာကဆိုတယ်။ဆိုအဲ့နေရာမှာအာဆနယ်ပိတ်သက်ဒီဘလူးထင်းလဲကျွန်တော်ပါစနေရဆိုရင်တချို့ကလည်းအာထက်တာကြိုက်တယ်လူရှိမယ်မကြိုက်တယ်လူရှိပဲတယောက်နဲ့တယောက်မတူဘောလေတချို့ကလည်းအာစနေအသင်းဒုတိယရနေတဲ့အချိန်တွေကျွန်တော်ပြောပြမယ်ကျွန်တော်ကျွန်တော်ဖြတ်တန်းလာတဲ့ခီးကအရန်ကြီးကိုခက်ခဲလွန်းတယ် အမရိကိုစပြောင်းတဲ့ချိန်မှာအကျွေးတွေအများကြီးကြောင်းကစားမကောင်းတွေတယောက်ပြီးယောက်ထောက်ရောင်းခဲ့ရတယ်အသင်းကကျွန်တော်အခုနားလေထတာ2000နဲ့6ခုနှစ်အာဆင်ဗင်ကစပြီးတော့အမရိကိုပြောင်းတဲ့နှစ်ကနေပြီးခဲ့တဲ့နောက်ဆုံး3နှစ်ထိအာဆင်ဟာဘယ်တော့ခါမှတိုက်တဲ့ challenge နဲ့မှမရှိခဲ့ဘူး ဲ့ထက်မှကျွန်တော်တို့တနည်းဒုတိယရတယ်ရတဲ့နှစ်က Leicester City ဘိုးဒူဝဲဘိုးဆွဲနေကတကယ်တမ်းတိုက်တဲ့ challenger ကစပါစပါလက်ချံပွဲအချို့ရှုံးသွားလို့ကျွန်တော်ကရာသီကုန်မှာဒုတိယဖြစ်သွားတာဒါပေမဲ့ကျွန်တော်တို့ကဘယ်တုန်းကမှ title race မှာမရှိခဲ့ဘူး title race မှာရှိခဲ့တာ Arteta စပြီးတော့ပြောင်းလာတယ်ပထမနှစ်ပြီးတတိယမြောက်နှစ်မှာ တတိယမြောက်နေ့မှာစပြီး title race မှာ2022 23 23 24မနေ့ကတော့ title race မှာရှိပေမဲ့ခောက်ခောက်ခတ်ခွာခွာပဲဘာလို့ Liverpool က runaway leader ဆိုတကယ် serious အသင်းတသင်းအဖြစ်ရှိလာတဲ့ Champions League ကို step by step နဲ့ quarter final semi final အဆင့်ကနေဖြည်းဖြည်းတက်လာတဲ့အချိန်မှာမှန်တမ်းပြောရင်ကျွန်တော်တို့ Arteta DRD မှာတကယ်လို့များ မတော်တဆမအောင်မြင်ခဲ့ဘူး supply တွေမရခဲ့ဘူးဆိုရင်တော့မအားဆဲထုတ်ဆက်ချောင်းမရှိဘူးသူ့အတွက်ရင်ပေးတာတွေ investment နဲ့သူတိဆောက်ထားတဲ့ဒီသင်းကိုပြည်သက်တွေကဗျာဖလားမရဘူးဆိုသည့်တိုင်အောင်ဘယ်လိုပြောမလဲတိကျတော့ဒီသင်းကအချိန်ဖလားရမယ့်အချိန်နီးလာပြီဂျူးဖြစ်လာပြီဆိုတဲ့အခြေအနေကိုသူတို့ခံစားနေရပြီဗျာ okay supply ရဖို့ဆိုတာကံညာဝရိယအားလုံးလည်းတိုက်ဆိုင်ပါပဲဒီခါကြရင်ကို supply ခြေရန်ကောင်းပါရဲ့နဲ့အကြောင်းအကြောင်းကြောင့် တန်ကြမာကကိုပပမရှိတာ injury ဖြစ်တာဒါတွေအားလုံးကသွားတိုက်ဆိုင်သေးတယ်ဆိုအခြေအနေအရအားလုံးကရှိသေးအခါမှာကျွန်တော်ကတော့ Michael Arteta DRD မှာ အောင်မြင်မှုမရခဲ့တော့အဆင်မထွက်ဘူးဘာလို့ဆိုတော့ဒီသင်းက level တစ်ခုကိုရောက်အသင်းရကျွန်တော်ပြောချင်တာဗျာနှစ်နှစ်သုံးနှစ်လောက်တစ်နှစ်လောက် FA ကယူလိုက်တစ်နှစ်လောက် FO FA ကယူလိုက်တစ်နှစ်လောက်ထပ်ပြီးဥရောပတစ်ခုခုဖလားတစ်ခုခုယူလိုက် Premier League နဲ့ Champion ကလွဲအဲ့လိုမျိုးဆိုအဲ့ဒီသင်းတွေကဖလားပဲရပြီးတော့ consistent မဖြစ်ဘူးရုံးကန်ရဘာမှမထူဘူး ကျွန်တော်တို့ပုံမှန်ကျွန်တော်တို့တွေ့ရမှာပဲအရင်တော့ကျွန်တော်စီးစင်းဆိုရင်နိုဝင်ဘာဒီဇင်ဘာလောက်ဆိုအာဆန်ရာသီကအဆုံးသတ်ပြီဘာမျောလင်းကြရမှမရှိဘဲနဲ့အပတ်တိုင်းပွဲကိုကြည်နေတယ်ဒီတိုင်းပဲဆုံးသတ်သွားတာပြီးသက်တယောက်ကခန်းစားချက်အတိဆုံးကို့အသင်းဟာနောက်ဆုံးချိန်ထိမျောလင်းချက်လေးနဲ့တခုခုတော့မျောလင်းချက်လေးနဲ့ရှိရင်အပတ်တိုင်းကြည်ရတာဘောလုံးပွဲရတာရှိတယ်ဟာရှုံးလည်းမထူးနိုင်လည်းမထူးသေလည်းမထူးဆိုတဲ့အပတ်တွေမှာကို့အသင်းရှိရင်တော့မှတိတ်ဆိတ်ဝင်စားတဲ့အခြေအနေထိရောက်လာတယ်အဲ့ဒါကြောင့်မို့ကျွန်တော်အဲ့ရာတွေအားလုံးက different ဖြစ်သွားပြီဗျာအာတီတာလက်ထက်မှာ everything က excited ဖြစ်စရာဖြစ်တယ် champion ဖြစ်ဖို့မဖြစ်ဖို့ထက်ကျွန်တော်လိုချင်တဲ့အဆင့်တွေအများကြီးကိုကြော်ပြီးတော့အခုလောလောဆယ်မှာ champion ဖြစ်လိမ့်မယ်ဆိုတဲ့အဆင့်ထီကိုတတ်မှတ်ခံရတယ်ဒီတော့ကဒီကောင်နေ champion ဖြစ်နိုင်ပါတယ်ဖြစ်ဖို့ champion challenge လုပ်နိုင်တယ်ဆိုတဲ့အဆင့်ကနေ champion ဖြစ်ကိုဖြစ်ရတော့မယ်မဖြစ်ရင်ထုတ်ခံရတော့မယ်ဆိုတဲ့အဆင့်ထီကိုရောက်လာဒါဘာလို့ဆိုတော့သူတိုးတက်လာတဲ့အချက်ကိုပြောချင်တယ်ကျွန်တော်တော့အထက်ထားမထုတ်လာဘူးထင်တယ်တကယ်လို့မအောင်မြင်ခဲ့ရင်တောင်မှ ဒါက progress တခုနေနဲ့သွားမယ် club ကပတ်စံဝင်ဝင်ဝင်နေမယ်အသင်းက highest level မှာရှိနေဆက်ထားအောင်ပါအဲကျွန်တော်အမြင်ပေါ်လေအာဆန်ပေးသက်တယ်ဘယ်လိုမြင်ကြလဲကိုမမဝေအောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်